မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရဘုရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ယေရှုတော်အဖြစ်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး73အပိုင်ငယ်8ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်မြစ်တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလို့ဤ ပရိုဖက်ညံတော်၎င်းအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်တော်၎င်းသိပ်ပံအတက်တော်၎င်း꿰ပြောက်လိမ့်မည်ဒီနေရာမှာချစ်ချင်းမြတ်တာအကြောင်းကိုအခန်းကြီး73မှာအသေးအချာတွင်တင်ထားတာတွေ့ရပါတယ်ဘလောက်ပဲစုကျေစုတွေရှိရှိချစ်ချင်းမြတ်တာမရှိလို့မဖြစ်ဘူးဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်စုကျေစုတွေသိပ်ပံအတက်တွေက꿰ပြောက်သွားနိုင်ပေမဲ့ မေတ္တာကတော့ဘယ်တော့မှမပြောက်ပြက်နိုင်တဲ့အရာဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်ကျွန်တော်တို့စုကျေးစုနဲ့မေတ္တာကိုငှက်တကောင်ရဲ့တောင်ပန်နှစ်ဖက်လိုကျွန်တော်စဉ်းစားလို့ရပါတယ်တရှင်တော်ဝိညာဉ်တော်ကဂျိုးငှက်တံတန်းလိုယေရှုပေါ်ဆင်းသက်တဲ့အခါကျတော့တရှင်တော်ဝိညာဉ်တော်ကိုဂျိုးငှက်တံတန်းလိုကျွန်တော်မြင်ကြည့်မယ်ဆိုရင် တောင်ပန်နှစ်ဖက်ရှိတယ်ဆိုပါစို့တစ်ဖက်ကစုကျေးစုတွေဖြစ်တယ်ဆိုရင်ကြံတစ်ဖက်ကတော့ အသက်ရှင်မှု ပုံသက်တည်ဆိုတာကိုသိဖို့လိုပါတယ်။စုကျေးဇူးတွေဆိုတာကအမှုတော်ထဲမှာအတုံးပြုဖို့အရေးချင်းနေဖြစ်တဲ့ဆိုရင်ကြံတဲ့တောင်ပန်တစ်ဖက်ဖြစ်တဲ့ကိုချင်းတရားနဲ့ဆိုင်တဲ့အရာတွေကကြတော့ခရိယံအသက်ရှင်မှုပုံသက်တည်ဖြစ်မှု ကိုယ့်ရဲ့ကျင့်ဝတ်တရားတွေဖြစ်တယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။အရေးချင်းနေရှိပြီးကျင့်ဝတ်မရှိလို့မဖြစ်ပါဘူး။စုကျေးဇူးတွေရှိပြီး အသက်ရှင်မှုပုံစံမှားယွင်းနေလို့မဖြစ်ပါဘူးအသက်ရှင်မှုပုံစံမှာလဲကျင့်ဝတ်နဲ့အညီရှိရမယ်စုကျေးဇူးတွေကိုလည်းအသုံးပြုတတ်ရမယ်ဒါမှပဲတောင်ပန်နှစ်ဖက်ဖြန့်ကျက်တဲ့ဂျိုးငက်လိုမျိုးပဲပြန်တန်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်တသရှင်သောဝိညာဉ်တော် စုကျေးဇူးရှိသလိုတသရှင်သောဝိညာဉ်တော်ရဲ့အတိအပွင့်တွေဆိုတာလည်းရှိပါတယ်ဒါကြောင့်ယုံကြည်သူတယောက်ရဲ့လို့ဖြစ်လာပြီဆိုရင်ကိုယ့်ရဲ့အသက်ရှင်မှုကိုလည်းဂရုစိုက်ရမယ် ကိုယ့်ရဲ့စုကျေးစုတွေနဲ့လည်းအသုံးခံရမယ်ဒါကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ထားမှဖြစ်ပါလိမ့်မယ်သို့မဟုတ်ရင်တော့အခြားသောဘာသာစကားတွေပြောနေပြီးတော့မှ စိတ်ကစိုးတက်သေးတယ်ဆိုရင်မဖြစ်ပါဘူး prophet တွေပြုနေပြီးတော့မှလိန်ညာတက်သေးတယ်ဆိုရင်လည်းမဖြစ်ပါဘူးတကိုးတွေပြတ်တက်ပြီးတော့မှ လောဘလွန်ကျူးတက်တဲ့စိတ်ရှိရင်လည်းမကောင်းပါဘူးထုံးနည်း၎င်းပဲတရားတွေဟောနေပြီးတော့မှ ကိုယ့်ရဲ့အသက်တာမှာချစ်ချင်းမြတ်တာကင်းမဲ့နေတယ်ဆိုရင်လေဒါအထိပယ်မရှိပါဘူး။ဒါကြောင့်နမိတ်လက္ခဏာပြုတဲ့သူတွေ၊ prophet ပြုတဲ့သူတွေ၊နှုတ်ကပတ်တော်ကိုတင် जा နေတဲ့ဆရာတွေ၊တမန်တော်တွေ၊သာသနာပြုတွေမှစပြီးတော့မှတန်ရှင်သောဝိညာဉ်တော်ရဲ့စုကျေးစုကိုကောင်းကောင်းအသုံးချတတ်တဲ့သူတွေကတစ်ဖက်မှာလည်းအသက်ရှင်မှုပုံစံမှာပုံသက်တည်ဖြစ်ဖို့ကောင်းတဲ့အမှုအကျင့်တွေရှိဖို့လိုပါတယ်။ အဲ့ဒီကောင်းတဲ့အမှုအချက်တွေကိုဘာနဲ့စံနှုံးတိုင်းတာလဲဆိုရင်မေတ္တာနဲ့ပဲစံနှုံးကိုတိုင်းတာတာဖြစ်ပါတယ်။ဒါကြောင့်မေတ္တာဟာအကျင့်သီလရဲ့ပြည့်စုံခြင်းဖြစ်ပါတယ်။တချို့တွေကတော့မေတ္တာသိရှိရဲ့အကျင့်သီလအရန်ကောင်းတယ်ပြောစရာမလိုအောင်ကို သူများကိုချစ်တတ်တယ်။ဒါပေမဲ့ဝိညာဉ်စုဂျေစုတွေလက်မခံပြန်ဘူး။အဲ့လိုဝိညာဉ်စုဂျေစုတွေကိုလက်မခံဘဲနဲ့ဝိညာဉ်စုဂျေစုတွေမရှိဘဲနဲ့တော့ ဝိညာဉ်ရေးရာအလုပ်တွေကိုလုပ်လို့မရဘူးဆိုတာကို နားလည်သိရှိဖို့လိုပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့အသက်တာမှာအမှုအကျင့်ပြောဆို အနေထိုင်နေလေပုံသက်တွေရှိပြီးတော့မေတ္တာနဲ့ပြည့်စုံဖို့လိုပါတယ်။တစ်ဖက်မှာလည်းခရစ်တော်ကိုအစေခံဖို့ရန်အတွက်ဝိညာဉ်စုဂျေစုတွေလိုတယ်ဆိုတာကိုသိရှိနားလည်ဖို့လိုပါတယ်။ဒါမှသာလေနှစ်ဖက်မျှပြီးတော့မှအသက်တာကဟန်ချက်ညီနေမှာဖြစ်ပါတယ်။သုံးဟုတ်ပါကတစ်ဖက်ဆောင်းနေဖြစ်ပြီးတော့မှ လူပြောစရာဖြစ်ပါလိမ့်မယ်။ဒါကြောင့်ဝိညာဉ်စုကျေးဇူးတွေကိုအလွန်အလိုရှိကြသည်တွင်မေတ္တာကိုလည်းမမေ့ထားဖို့လိုတဲ့အကြောင်းကိုကျွန်တော်တို့သိရှိနားလည်ပြီးကိုယ့်ရဲ့အတ္တတာလည်းကောင်းဖို့လိုတယ်။ဝိညာဉ်စုကျေးဇူးတွေနဲ့လည်းအစေခံဖို့လိုတယ်ဆိုတာကို တိုက်တွန်းပါတယ်။ဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုယ်တော်ကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့အတ္တတာမှာမေတ္တာအားဖြင့်ကိုချင်းတရားပြည့်ပြည့်စုံဖို့ မေတ္တာအားဖြင့်စုံလင်သော အတ္တတာဖြစ်ဖို့မာစာပါတရှင်သောဝိညာဉ်တော်ရဲ့စုကျေးဇူးတွေကိုအသုံးချပြီးမှတာ၍အမှုတော်ထဲမှာအစေခံနိုင်ဖို့လည်းမာစာပါယေရှုတင်တဲ့ဒီနေ့တာလုံးလက်ဝဲအနှံနဲ့ကိုရိုရှင်ဖျားရဲ့အလိုတော်အတိုင်းအသက်ရှင်တတ်စေဖို့မာစာပါဂျိုးငက်ကဲ့သို့တောင်ပန်နှစ်ဖက်ဖြန့်ပြီးအသက်ရှင်နိုင်ဖို့မာစာပါဒီနုကပတော့ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုကျင့်တရားကောင်းမွန်တဲ့သူတွေဖြစ်တယ်လို့ဇုကျေးဇူးတဲ့ပြေဝါတဲ့သူဖြစ်စေပါ တဏိတာလုံးအတွက်လက်ဝဲအနန္စုတောင်းတဲ့အခါတခေရှုနာမ၌စက္ကအနန္စုတောင်းအစာပြုပါ၏အာမင်